ကိုလည်းမေးချင်ပါသေးတယ်ဒါခြေစစ်ပွဲမှာဆိုလဲဒါကျွန်တော်တို့ ISP အတင်းရပါတော့ဒါတွန်းကိုတွေဆိုလဲတွန်းကို20လောက်ထိကြာပြီးတော့ပေကိုနေတဲ့ဘုလောက်ပဲခွင့်ပြုထားတယ်ဆိုရာနှုံးပြနိုင်ပွဲဆက်ခဲ့တာဆိုတော့ဗောနော်အဲဒီနေရာမှာဘာသွားကြုံလဲဆိုမြောက်ကိုရီးယားကလပ်အတင်းဗောနော်မြောက်ကိုရီးယားအတင်းကလည်းကျွန်တော် ISP နီးလိုပဲကျွန်တော်ခြေစစ်ပွဲအဆင့်တူကဝင်ရောက်ရှင်ပြန်ခဲ့ရတဲ့အတင်းကျန်တဲ့ကျွန်တော်တောင်ကိုရီးယားကလပ်အတင်းနဲ့ဂျပန်အတင်းတို့ကတော့ဒါရိုက်ခြေစစ်ပွဲအောင်ခဲ့အဲ့တော့မြောက်ကိုရီးယားနဲ့ကျွန်တော် ISP အတင်းကဖြစ်ပုံ similarly သွားတူတယ်အဲ့အနေထားမှာကျတော့ ဒီအသင်းဒီအုပ်စုတစ်ခုလုံးကိုအုပ်စုစီမှာပေါ့နော်ခြုံပြီးတော့ကြည့်မယ်ဆိုရင်ဘေးသင်းတွေကအဓိကပြိုင်မှာကောင်းနေဖြစ်လာပြီးတော့ဘေးသင်းတွေကအဲကိုယ်အနေနဲ့အကောင်းဆုံးကျော်ဖြတ်နိုင်မယ်လို့ရည်ဘူးရယူဆမိလေဗျာအာအခုပထမဆုံးပေါ့နော်ကျွန်တော်တို့အရင်ဆုံးစပြီးတော့ ကလေးတွေရောညီမတွေရောစပြီးတော့ဒီ information တွေကုန်စရပြီဆိုတဲ့အဲ discussion ပေါ့ player ရောဒီဘက်လူကြီးတွေရောအမတို့ရောစပြီးတော့ video analyze အကုန်စပြီးကြည့်ပြီဆိုတဲ့ဘယ်ဟာကိုသွားရင်ကောင်းမလဲဘယ်အသင်းကိုစပြီးရွေးချယ်မလဲဆိုတဲ့ဟာနဲ့ပဲအမတို့စခဲ့တယ် ဲ့တော့ဒီအတော်အတွင်းမှာရှိတဲ့အတင်း၃တင်းမှာဘယ်ဟာကစတောင်းအဖြစ်ဆုံးလဲလို့မေးလို့ရှိရင်၃တင်းသလုံးကတော့သူ့နေရာနဲ့သူဟုတ်ကဲ့ဘာကြောင့်လဲဆိုတော့သူတို့အဲသူတို့မှာရှိတဲ့အဟောဒီရင်းနှီးမြုပ်နှံမှုသူတို့ဒီပလေယာခေါ်ထားတဲ့ဟောကမ္ဘာအဆင့်နှမ်းပြီးဘရာဇီးအဲဒီဘက်မှာအဲ့ထက်ထဲမှာမှအဲဂျပန်အတင်းဆိုလို့ရှိရင်လို့ရှိရင်လဲအဲမီလန်တို့ပေါ့တထောက်လျှောက်သူတို့ AC မီလန်တို့ပေါ့တထောက်လျှောက်သွားပြီးတော့လေ့ကျင့်လိုက်ကန်လိုက်လုပ်နေတဲ့အတင်းအဲ now တခုပဲသတင်းပြနေတာကကြတော့မြောက်ကိုရီးယားတင်ပေါ့နော်မြောက်ကိုရီးယားကိုဒီအဲ preliminary state မှာပြန်ပြီးတော့စမ်းစစ်လိုက်မယ်ဆိုရင်သူတွေ့ထားတဲ့အသေးနဲ့အကုန်လုံးကလည်းပဲအာ level သူတို့နဲ့ဆိုရင်တော်တော်ကွာတဲ့အသေးနေဖြစ်တာဖြစ်တော့ဟုတ်ကဲ့အဲ့မှာသူတို့ကစားလာတဲ့ play ကိုတော့တောက်လျှောက်ကြည့်ရခြင်းအားဖြင့်ညီမတို့ခံစားရတဲ့ခံစားချက်ပေါ့နော် အဲ့အိမ်မှာမြင်ရတဲ့ဟာကအဲဟောတန်းတစ်ခုမှာတွေ့နေတဲ့ကျွန်တော်တို့လိုအသေးမျိုးလေးတွေပေါ့အပေါ်လည်းမရောက်အောက်လည်းမကျတဲ့အတင်းမှာတန်းနေတဲ့အသေးမျိုးနဲ့တွေ့ရင် तू ဘယ်လိုကစားမလဲဆိုတော့အဖြေကတော့တောက်လျှောက်ကတော့အနည်းဆက်ဆုံးဟိုကိုယ့်ဘာကိုတွေးပြီးတော့ပြင်ဆင်နေတာကိုဟိုအားတော့ ဟိုတည်တည်ချာချာကြီးသူတို့အတွက်ကတော့ information ရတော့ညီမထင်ပါတယ်ဒီပထမဆုံးပွဲမှာပဲသူနဲ့ level 2အသင်းဆိုရင်ဘလို့ထွက်လာမလဲဆိုတာကိုညီမတို့တည်တည်ချာချာသိရလိမ့်မယ်လို့ညီမကတော့အဲ့လိုပဲထင်ထားတယ်လက်ရှိကတော့သူတို့ဟိုဘက်မှာကစားခဲ့တဲ့ပွဲတွေရဲ့အခြေအနေကိုကြည့်ပြီးညီမတို့အတက်နိုင်ဆုံးပြင်ဆင်ထားတယ်အဲ့တော့ဒီ3အသင်းမှာတော့ဘယ်အသင်းကဘာဖြစ်လဲလို့ပြောရမယ်ဆိုတာတည်းဘယ်အသင်းကိုတက်ကဲထားပြီးတော့ဟုတ်ကဲ့ဘယ်အသင်းကိုဖြတ်ကျော်မလဲဆိုတာကိုပဲအရင်ဆုံးညီမတို့အကုန် discussion လုပ်ပြီးတော့ player စိတ်အားထက်သန်ဆုံး နံပါတ်1အလုပ်လုပ်မှာပလီယာဟုတ်ကဲ့ဗျာညီမတို့အကုန်လုံးကဒီလိုအပြင်မှာ training ချိန်မှာကနီးပြတွေရဲ့ဟုတ်ကဲ့ဟိုကပါတယ်အဲအဲ့ဒါမတိုင်ခင်မှာပြင်ဆင်ရေးကာလမှာလူကြီးတွေရဲ့တာဝန်ရရှိတယ်ဒီဟာရဲ့အတွင်းထဲမှာတကယ်လုံးမဲ့ဟာကလေးတွေဖြစ်တာဖြစ်တဲ့အတွက်သူတို့စိတ်ကရောဘယ်အသိဆိုရင်ပိုးပြီးယုံကြည်ချက်ရှိမလဲလို့သူတို့ ਨੇ လုတ်တဲ့အခါကျတော့ဟုတ်ကဲ့ disket disket ချင်းလုတ်တဲ့ချိန်မှာသူတို့ပြန်ထွက်လာတဲ့ဟာနဲ့ညီမတို့ရွေးချယ်ထားတဲ့ဟာနဲ့တထိုင်ရကြတယ်အဲ့တော့အဲ့ရဲ့ပြစ်မှတ်ကိုပဲညီမတို့ကအရင်ဆုံးပေါ့နော်ထီအောင်ပြစ်ပြီးတော့ညီမတို့ကလေးတွေရဲ့စူးစမ်းမှုလူကြီးတွေရဲ့ပံ့ပိုးမှုနောက်ပရိသတ်ပေါ့ဟုတ်ကဲ့။အေးတက်နေညီမတို့ဒီသုံးခုစလုံးတက်တဲ့ကြသွားတဲ့အချိန်မှာဟုတ်ကဲ့။အဲအကုန်လုံးမျောလင့်ထားတဲ့ပေါ့နော်။ကျင်းနိုင်ရတဲ့ reset ကိုရနိုင်မယ်လို့အမကတော့မျောလင့်ပြီးတော့အကုန်လုံးပြင်ဆင်ထားပါရှင့်။ဟုတ်ကဲ့ပါ။အမပြောဖို့ရဆိုရင်မြောက်ကိုရီးယားအသင်းရဲ့ ဒီကစားပုံအနေထားဒါကြည့်ရတာပဲရှိရဲ့သူတို့ဒီပုံမှာဘယ်လိုဖျက်ကြော်မလဲဆိုတာကခမန်းရခက်တဲ့အနေထားပေါ့နော်ကျွန်တော်တို့သိရတော့ဒါကျွန်တော်တို့ဒါဥဒါဘုတစ်ခုကောင်းသွားတယ်မြောက်ကိုရီးယားနဲ့ကျွန်တော်တို့အုပ်စုမှာနောက်ဆုံးမှာပဲကန်ပါဆိုတော့ပထမဆုံးတော့ကျွန်တော်တောင်ကိုရီးယားစူဝမ်တင်းနဲ့တွေ့မယ်ပြီးတော့ဂျပန်ကလပ်တင်းနဲ့တွေ့မယ်မြောက်ကိုရီးယားနဲ့ကနောက်ဆုံးမှာကန်မယ်ဆိုတော့ဒီအုပ်စုကလည်းကျွန်တော်ကြော်ဖြတ်ဖို့အတွက်လာလာကောင်းနေအများကြီးရမယ်လို့တော့ယူဆပါတယ်ခင်ဗျဟုတ်ကဲ့ပါမက်ဆမာမောင်းကိုလည်းကျွန်တော်မေးချင်ပါတယ်ခင်ဗျဟောအခုဆို ISB အောင်မြင်မှုရရှိလာတဲ့ပုံပေါ့နော်အနာဂတ်ဒါမျိုးမြို့သမီးအသင်းပေါ့နော်မြို့သမီးအသင်းလေးအတွက်ကို ဒီဟာကိုစံထားပြီးတော့ဘယ်လိုမျိုးဟိုမျောလင်းလို့ရနိုင်မလဲဒါပြကြဘယ်လိုမျိုးမိုဒီအပိစကားလေးတွေသူတို့တို့ခေါ်အားစကားလေးတွေပြောပြပါအောင်ဗျဟုတ်ဒီသေးအောင်မြင်ဖို့နဲ့တစ်ဆက်အာကလေးတွေဒီတက်မှာဆိုရင်ဒါခဏပြောသလိုပေါ့ဟုတ်လဲစဉ်အစ်စ်ကစားတော်မှာ18လဦးရှိရှိရပါတော့ဟုတ်ကဲ့ဗျပြောပါဆိုရင်သူတို့ပြောချင်တာ motivation ပေါ့နော် motivation ပေးချင်တာကဘာလဲဆိုတော့ခေါင်းထဲမှာအသင်းကြီးတယ်ဆိုတဲ့ဟာကြီးကိုခေါင်းထဲခဏဖြောက်ထားလိုက်ပေးထားလိုက် ဟုတ်တယ်ကျွန်တော်တို့ကစားသမားဘွားပါလေကျွန်တော်တို့အတင်းကြီးနဲ့အများကြီးရှင်မြန်ကစားခဲ့ကျွန်တော်မဆိုင်ရောမရှိဘူးဟုတ်ကဲ့ကျွန်တော်တို့မှာကဘလို့ကိုယ်ပါရှိတဲ့ခွန်အားကိုကျွန်တော်အပြည့်ကစားမယ်အကောင်းအောင်အသုံးချမယ်ပြီးခဏပြောတော့ပရိတ်သတ်အားလည်းကျွန်တော်ယူမှာပါနော်။ဘာကြောင့်ဆိုတော့ပရိတ်သတ်အားလည်းဒါတောက်တနေရတဲ့အရေးကြီးရအရေးပါတယ်မှာလည်းပါပါနော်။အပရိတ်သတ်အားရအနောက်ခါဘေးနာတွေပတ်ဖို့ဝိုင်းဝေးပတ်ဖို့ကြရတဲ့အားရနောက်ကစားသမားအားရဒီ official အဖွဲ့စုစည်းမှုအားလည်းဆိုကျွန်တော်ဘာမှမဆိုလုံနိုင်တယ်ပေါ့နော်။လုံနိုင်တယ်ပြီးတယ်ဒီပြိုင်ပွဲမှာဆိုရင်ဒါ ပြောပါစေကျွန်တော်တို့တသိန်းနိုင်ခဲ့ရင်တော့မှဒါကျွန်တော်တို့က chess ဟုတ်ကဲ့အသက်ရှူပေါ့တော့ရှိဟုတ်ကဲ့ဗျအဲအသက်ရှူပေါ့တော့ရှိတော့လေအဲကလေးတို့ယုံနေချင်းတယ်ဟုတ်ကဲ့ယုံရတဲ့သူတို့တစ်ချက်ယုံရတယ်လို့ကျွန်တော်ယုံကြည်တယ်ဒါကြောင့်ဆိုတော့အဲဒီကလေးတွေရှေ့ရှေ့ပြန်ဝဲနေမှာလဲသူတို့အဲရှေ့အာရှေ့မှာဆိုသူတို့ဒါအာအဆင်အများကြော်ဖြတ်ခဲ့တယ်အာအာဆီယံပြိုင်ပွဲတွေမှာလည်းသူတို့အများကြီးယုံခဲ့တယ်ယုံခဲ့လို့လည်းသူတို့ record တွေတစ်ခုတစ်ခုသူဒါ record တစ်ခုရခဲ့တာပေါ့နော်အဲ့ဒီရဲ့အချိန်တော့ဆက်ပြီးတော့အသီးပေါ်နေစပြီးခံစားနေရခံစားနေအဲ့ဒီရဲ့အချိန်ကိုကျွန်တော်ဆက်ပြီးတော့ carry တင်စဲဒီပြိုင်ပြိုင်ပွဲမှာအဲပြီးစိတ်ခွန်အပြည့်ဆိုမိနစ်60အထိနောက်ဆုံးကျွန်တော်တို့ကျွန်တော်တို့ကစားတော်မဘွားတော့ထားခဲ့တဲ့စိတ်ပေါ့ကျွန်တော်တို့က ပွဲသိခရမို့ပါကျွန်တော်စိတ်လျှော့ချတာဟုတ်ကဲ့ပါမိနစ်60လုံးတော့တေးလိကြီးရစိတ်ပဲကျွန်တော်ကပြီးရင်အသင်းကြီးရငယ်ကျွန်တော်မရှိဘူးကျွန်တော်နိုင်အောင်စော့မယ်ဆိုရင်စိတ်နေပါတော့အဲ့တော့ပထမဦးဆုံးပွဲတော့အရေးကြီးရပါတော့အဲတောင်ကိုရီးယားဒါစူဝမ်အသင်းနဲ့ဆိုရင်ဒါအဖွင့်ပွဲလဲအဖွင့်ပွဲဖြစ်တယ်အဲ့မျိုးဆိုတော့ဒီပွဲမှာကလေးတွေကိုဒီတိတဲတော့ကျွန်တော်ကတော့ဟိုပြောမယ်သူတို့အကောင်းဆုံးကြော်ဖြတ်နိုင်မယ်လို့ကျွန်တော်ယုံကြည်နေတယ်အဲ့အတွက်လဲကလေးတွေကစိတ်တက်ခွန်အောင်လဲအမြင့်ဆုံးထားအပြည့်ဆုံးထားဟုတ်ကဲ့ အသေးလုံးတက်ညီလက်ညီနဲ့ရုံးရုံဘာမှမဆိုဖြစ်သွားနိုင်တယ်ဟုတ်အဲ့ဒီတပွဲတော့အရေးကြီးရဟုတ်အဲ့ဒီတပွဲတော့ကျွန်တော်တို့ motivation ပေးတဲ့နေတော့ဗောနော်ကျွန်တော်စိတ်ထဲမှာလည်းယုံကြည်မှုရှိနေတယ်အဲ့ဒီတပွဲတော့တို့အကောင်းဆုံးလုပ်နိုင်မယ်လို့ကျွန်တော်ယုံကြည်နေတယ်ဟုတ်ကလပ်အသင်းအနေနဲ့တော့ ISP ဒါပေမဲ့ဒီကလပ်အသင်းကိုအားပေးမှာမြန်မာတိုင်းကံလုံးနဲ့ဟုတ်တိုင်းကံလုံးဟုတ်ဟုတ်ကဲ့ပါအဲ့ကြတော့ဒီကစားသမားတွေအပါဝင်ဗောနော်အားလုံးအားပေးတဲ့ပေးသက်တွေရဲ့အားတွေနဲ့အတူအကောင်းဆုံးကြိုဖက်နိုင်မှုလို့ယူဆပါတယ်အခုတော့ကျွန်တော်တို့ဒီပြိုင်ပွဲကြီးရဗောနော်အုပ်စု၃ခုဗောနော်အုပ်စု၃ခုပါဒါ ရောဝေယောရှင်မှန်ကြတော့မယ်အတင်းတွေလည်းရှိတယ်ပေါ့နော်အောက်စုတစ်ခုစီမှာဆိုအတင်းလေးတင်းရှိမယ်အဲ့တော့ဒီတိထားတဲ့ information ရာတအုပ်စုစီမှာဆိုကျွန်တော်အောက်စုပို part 2နှစ်တင်းစီပေါ့အားလုံးကျွန်တော်6တင်းတက်မယ်6တင်းအပြင်ဒီ quarter finance တက်ရောက်ဖို့အတွက်ဒီအောက်စု3ခုထဲမှာရှိတဲ့အကောင့်တတိယအတင်းနှစ်တင်းရနဲ့တက်ခွင့်ရမယ်ဆိုတော့ဒီအနေထားတွေပေါ်မှာပေါ့ဘယ်လိုမျိုးညှော်လင့်ထားလဲအဲကိုအနေနဲ့ရောအကောင့်ဆုံးကြော်ဖြတ်ဖို့အတွက်ကိုဘယ်လောက်ဒီစိတ်အားထက်သန်နေပြီလဲဟုတ်ကဲ့ဗျဟုတ်ကဲ့မာတင်းကလည်းကြာနေအနေထားလည်းမဟုတ်ရှိမှပြောခဲ့သလိုအာရှထိတ်တန်းအနေနဲ့ တောင်ကိုရီးယားဂျပန်မြောက်ကိုရီးယားဆိုတော့ဗောနော်ကျွန်တော်အုပ်စုချက်လို့ပြောလို့ရတယ်အဲ့တော့တခုခုခြေကျော်လက်ကျော်ဖြစ်ခဲ့သေးပဲဖြစ်စေဘယ်လိုမျိုးအကောင်းဆုံးကျော်ဖြတ်ဖို့အတွက်လဲ ready ပြင်ထားလိုက်ပြဟုတ်ဟုတ် အာနံပါတ်1အနေနဲ့ဒီပြိုင်ပွဲကိုအရင်မကြည့်ပဲနဲ့ညီမတို့ဒီမြမဘောလုံးလောကအတွက်ကလေးတွေရဲ့ National Team ကလေးတွေရဲ့အတွေ့အကြုံရအရင်ဆုံးကြည့်မယ်ဆိုလို့ရှင်ဒီအသင်းနေနဲ့ဒီနှစ်မှာကြာရောက်နေတဲ့အားကပြောမယ်ဆိုလို့ရှင်ဟိုအခွင့်အရေးတစ်ခုပေါ့အခွင့်အလမ်းတစ်ခုအနေနဲ့နံပါတ်1အနေနဲ့ပြောချင်ပါတယ်နံပါတ်2အနေနဲ့ကကြတော့ညီမတို့ကြီးစပွဲအောင်လို့ Quarter Final ရောက်ခဲ့လို့ရှင်အခြားအုပ်စုမှာဖြတ်ကျော်လာတဲ့လူတွေမှာအာ ကလပ်တစ်ခုခုမှာဟောဘယ်လိုပြောရမလဲရှင်မြန်ရလွယ်တဲ့အသင်းတွေပါခဲ့ပြီးမဲ့ညီမတို့အနေနဲ့ကတော့အဲဒီအစ်အမြင့်ဆုံးအသင်းတွေကိုဖြတ်ပြီးတော့ဟုတ်ကဲ့အကွာတာဖိုင်နယ်ကိုသွားမှာဖြစ်တဲ့အတွက်ကလေးတွေရဲ့ဘဝတန်တန်း၁၀၀လောက်ကောမြန်မာသမိုင်းမှာ၁၀၀လောက်မှာဟောဒါညီမတို့ထပ်ပြီးတော့ရေးထိုးမဲ့သမိုင်းတွေလိုပဲညီမကတော့ပြောချင်ပါတယ်ရှင်ဟုတ်ဟုတ်ဒီခါတော့မက်စ်ဘောင်ကိုမေးချင်ပါတယ်ဟုတ်ဒီပြိုင်ပွဲကြီးကိုပေါ့နော်ဒီပြိုင်ပွဲကြီးကဆိုရင်ဒါကလပ်အသင်းတစ်ခုရဲ့အောင်မြင်မှုလို့ပြောလို့ရတယ်ပေါ့နော်အခုဆိုလဲရှေ့မှာဆိုလဲဒီ ျွန်တော်အများသိကြတဲ့အများအားပေးကြတဲ့ဝင်းသိငင်းချုံလို့ကစားသမားတွေနိုင်ငံနိုင်ငံကလပ်အသင်းတို့တွားရောက်ရှင်းနိုင်ကစားနေရလို့ရှိတယ်အဲ့တော့နိုင်ငံဆင့်အနေနဲ့လည်းရွေးစကစားသမားဖြစ်ခွင့်ရမယ်ဆိုရင်ဒီတခြားသောပြိုင်ဘက်နိုင်ငံအသင်းတွေရဲ့မျက်စိကြပြီးတော့ခုလိုမျိုးကိုယ့်ရဲ့ဘဝတလန်းရဲ့အဆင့်ဆင့်တွေပေါ့နော်ကလပ်အသင်းတွေတွားရောက်ကစားခွင့်ရရှိလာတဲ့ဒါကမှမျိုးသမီးဘောလုံးအသင်းပေါ်မှာမြန်မာမျိုးသမီးဘောလုံးလောကပေါ်မှာရောအမအနေနဲ့ဘယ်လိုမြင်မိလဲဒီအခွန်လန်းကောင်းတွေဘယ်လိုမျိုးတွေအကျိုးသက်ရောက်မှုတွေမြင်မိလဲသိကြသေးရဟုတ်ဟုတ်ပြောမယ်ဆိုရင်တော့ ဟိုအခုဆိုရင်ဒါဘောလုံးလောကမှာခက်ကောင်းလို့ပြောရရပါတော့ဟုတ်ကဲ့ကျွန်တော်ခက်ကဆိုရင်ဒါနိုင်ငံတကာမှာထွက်ကစားတဲ့အစ်စ်လေးမရှိခဲ့ပါဘောနော်မရှိတော့ကျွန်တော်ဒါပြည်တွင်းမှာပဲကျွန်တော်တို့ဒါနိုင်ငံတကာပြိုင်ပွဲတွေကစားတဲ့ပြည်တွင်းပြိုင်ပွဲကစားခဲ့ပါဘောနော်အခုဆိုရင်ဒါလမ်းကြောင်းကပွင့်နေမှရှင့်ပါဟုတ်ကဲ့ဗျဒါဝင်းလေကြီးထိုးထိုးဆိုတဲ့ဒါနော်ဒါမလေးရှားကလပ်တင်ဟုတ်ကဲ့ဗျဒါကလပ်တင်ဘောင်းဆောင်တွေမှာသူတို့တွက်ကစားခဲ့တယ်နောက်ဒီ ISB ကလပ်တင်ကဒါခင်မာလာထွန်းပေါ့လေအတင်းကောင်းဆောင်ခင်မာလာထွန်းဆိုရင်လည်းဒါအဲဒါ Thai ထိဒါ Thai ကလပ်တွေမှာသွားပြီးတော့ အာအဲတော့ကစားပြီးတော့ဒါချန်ပီယံဖလားကင်နေတဲ့အဆင့်ထိတော့ဒါသူတို့ရအောင်သွားနိုင်ခဲ့ပါတော့။အဲ့မျိုးဆိုရှေ့မှာကလမ်းကြောင်းတွေပွင့်တယ်ပေါ့နော်။ဒီမြန်မာလေးစင်ဒီကစားဒီကလပ်သင်းတွေမှာရှိနေတဲ့မြန်မာလေးစင်ကစားသမားတွေအနေနဲ့ဆိုရင်ဒါသူတို့စူးစမ်းရင်စူးစမ်းသလိုသူတို့ကအခွင့်လမ်းကောင်းတွေအများကြီးရှိရပါတော့။ပြည်နယ်ဒါနိုင်ငံတကာကိုထပ်ကစားအစီအချက်နဲ့။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေကဟိုနိုင်ငံတကာအတွေ့အကြုံတွေအများကြီးဒီကလေးတွေကဒါနိုင်ငံတကာအသင်းတွေမှာနိုင်ငံကကလပ်သင်းတွေမှာတက်ကစားမယ်။တက်ကစားမယ်ဆိုရင်ဒါနိုင်ငံကလပ်အသင်းတွေအတွက်လည်း ကောင်းလာမယ်။နောက်နိုင်ငံလေးစဉ်အတင်းအကျပ်လည်းအများကြီးအထောက်အကူဖြစ်လာနိုင်တယ်ပေါ့နော်။အဲ့တော့စ조사သိချင်းတယ်။ကိုစ조사ရင်စ조사သလိုအခွင့်အခွင့်အရေးတွေကကိုရှိမှာအများကြီးရှိရပေါ့နော်။အဲ့တော့ကလေးတွေကိုရှစ်ဆက်ပြီးကလေးတွေငယ်ကြသေးတယ်။လက်ဆက်ဆွဆွလေးတွေပဲ။လက်ဆက်အများကြီးအလုံးလုံးလို့ရတယ်။အများကြီးစ조사လို့ရတယ်။အဲ့တော့သူတို့သူတို့ရဲ့ဘဝတစ်ခုလုံးတော့ပြောင်းလဲပြစ်လို့ရတယ်ဒီဘလုံးကလေ။ပြောင်းလဲပြစ်လို့ရတာဖြစ်တဲ့သူတို့စ조사ရင်စ조사သလိုသူတို့တို့ရှေ့မှာအခွင့်ကောင်းအခွင့်အခွင့်အရေးတွေအများကြီးဒါသူတို့စီးကြုံနေရပေါ့နော်။အဲ့တော့စ조사သိချင်ပါလေဟုတ်ဟုတ်။ဟုတ်ကဲ့ပါ။ဟုတ် အဲဆရာအနေနဲ့ရောတခြားဖြစ်ဆက်ပြီးတော့ပြောချင်တာမျိုးရှိလဲပြောပြပြအောင်ဆရာဟုတ်ကဲ့ဗျအဲကျွန်တော်ကတော့လေဟိုဒီဒီအသင်းဟိုဒီအခုတော်တော်များများလေးပြည့်စုံနေပြီနော်တော်လေးလည်းခြာသွားပြီဆိုတော့ဟိုနစ်ချုပ်လေးပြောချင်တာတော့အဒီအသင်းကိုကျွန်တော်တို့ဒါ29နေရပါနော်ဟုတ်ကဲ့ဗျကျွန်တော်ပြီးခဲ့လာတဲ့ကနေပြီးတော့မြန်မာစပို့ဟိုတယ်မှာဟုတ်ကဲ့ဒီကလေးဘာပြောကျွန်တော်တို့ ISP အသင်းမှာလဲသူတို့ဆွေးနွေးကြ အခန်းကောင်းနေတယ်အကွန်းစက်ထားတာပါဟုတ်ကဲ့ဆရာဟိုကလေးတွေကျွေးလာတယ်ကျွန်တော်တို့ဒါပြည်သူ့ဝန်ကြီးကိုယ်တိုင်ဒူညူညီတို့ကိုယ်တိုင်ဒါနှုံနာလေးတတ်မှတ်ပြီးတော့ထောက်ပံ့ပြီးတော့လုံလုံလောက်ကျွေးမွေးထားပါတယ်ဒါပေမဲ့ဟိုတယ်မှာလည်းဆိုတော့ဒီဟိုတယ်အနေထားမျိုးလေးမှာဆိုပို့ပြီးတော့သူတို့ပို့ပြီးတော့ motivate ဖြစ်မယ်ပို့ပြီးတော့တက်တော့တက်တာရှိမယ်အဲအဲ့ဒါအတွက်ကြောင့်ကျွန်တော်တို့ဟိုတယ်မှာအဲကျွန်တော်တို့ပြီးတော့ စပြီးစကမ်ဝင်လေ့ကျင့်နေပါပြီပြီးရလား29ရက်နေနေဒါလေးပဲ message ပေးကြပါလေနောက်တစ်ခါတော့ကျွန်တော်ကအဲ့ဒီမြန်မာ sport hotel မှာသွားပြီးတော့စကမ်းသွင်းတာဒီဒီဒီနေတက်တောင့်တက်တာချစ်ရတခုလည်းမဟုတ်ဘူးဟုတ်ကဲ့ဆရာအဲ့မှာရှိတယ်ကျွန်တော်တို့တကယ်ကစားမဲ့ main stadium ကြီးရဲ့လေ့ကျင့်ရခွင့်တွေလေ့ကျင့်မှုတော့နင်းနေပဲလမ်းလျှောက်သွားရင်တော့ရဟုတ်ကဲ့ဒီလို USN နဲ့ကျွန်တော်ကဒီကိုမြန်မာ given that ဖြစ်ပါတယ်အဲ့ဒီပြင် ဒီရှမတ်တို့ဆန်းဆန်းသိမ့်ပါလေဂျာမန်လေးကဟုတ်ကဲ့ဒီဂျပန်မှာတော်ပြီးတော့ပရိုနော်နောက်ဆုံးအဆင့်ဒါအောင်လဲအောင်မြင်ခဲ့ပြီးဖြစ်ပါတယ်အဲ့လိုသွားနေတဲ့အချိန်မှာဒီအသက်18နှစ်အောက်မြန်မာလေးရှင်မျိုးသမီးအသင်းရဲ့နော်နီးပြချုပ်ဖြစ်တဲ့ဂျပန်နီးပြဟုတ်ကဲ့အဲခုမီကလည်းပဲဟိုကျွန်တော်တို့လာပြီးထွေထွေလုပ်ပြီးနေကျွန်တော်တို့ဒါမှမသွားခင်ကကျွန်တော်တို့ ဒေါ်စန်းသိန်းတို့ကျွန်တော်ပြောဒေါ်စန်းသိန်းအဲ့လိုလှုပ်ချင်တယ်ဟုတ်ကဲ့အစီအလုပ်ပါအဲ့ကြောင့်လှုပ်တဲ့အတွက်သူ့လည်းပဲကျွန်တော်ဂျေဇူးတင်တဲ့အထဲမှာပါတယ်မြန်မာနိုင်ငံဘုံလုံးဖွဲ့ချုပ်ကလည်းဂျေဇူးတင်ပိသက်တွေကိုပြောချင်တာကျွန်တော်တို့ပြိုင်ပွဲကိုလာခဲ့ပါဒီ7ဘတ်စင်နဲ့9လမှာတိုင်မို့ချုပ်မယ်လေပြန်လို့ရအောင်စီစဉ်ထားပါတယ်တင်တဲ့ဘိုင်းနေမှာလည်းအမြင်ပိုင်းစီအရေးဆိုအပ်ဖွင့်နေ transportation တွေသက်ဆိုင်ရာမြို့နယ်ခရိုင်တာဝန်ရှိသူဒီဒီကနေကူညီပံ့ပိုးတဲ့အတွက် ်ဆိုပြည့်စက်တွေနေနဲ့ရခိုင်ကဲ့သို့ပဲဟုတ်ကဲ့ဒါပြပါဒီကျွန်တော်ဒီ ISB အသေးပဲဖြစ်ဖြစ်မြန်မာ region အသေးပဲဖြစ်ဖြစ်ပြည့်စက်တွေရဲ့အားအသိအောင်မြင်မှုရရှိစေပါတယ်ဟုတ်ကဲ့ပြည့်စက်တွေရဲ့လက်ခုတံကျွန်တော်ကလေးရဲ့အင်အားကိုဖြစ်စေပါတယ်ဟုတ်ကဲ့ဒါကြောင့်မို့ပြည့်စက်တွေကိုကျွန်တော်တို့ရဲ့ကျေးဇူးရှင်ပြည့်စက်တွေကျေးဇူးပြုရကျွန်တော်တို့အသင်းပြိုင်ပွဲသုံးပွဲသလုံးကိုတစ်ခက်နဲ့ဘာရောက်အားပေးဖို့မြစ်တရက်ခံဖိတ်ကြပါဟုတ်ကဲ့ပါ thank you